ဒီနေ့ဖပြပေးမှာကတော့ဆရာမောင်သားချူရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမြော်ခြင်းများစာအုပ်ထဲမှကြောက်စီပိုင်းကြီးများရှန်ကြနေကြပါသည်ဆိုတဲ့ဝတ္ထုတို့လေးကိုဖပြပေးမှာဖြစ်ပါတယ်ရှင်။ကြောက်စီပိုင်းကြီးများရှန်ကြနေကြပါသည်အခန်းတ၊သမီးရေဖေဖေတို့သမီးတို့မိသည်နေထိုင်ကြရာဟောဒီလူဖွဲ့စည်းကြီးထဲမှာသူပါလဲလူတယောက်ပါလို့ဆိုတာဘဝတသက်သားဝင်ရောက်ဖြတ်တန်းသွားကြတဲ့တချို့တချို့သောလူတွေမှာဖြစ် မယုံကြည်နိုင်လောက်အောင်ကိုကြောက်စီပိုင်းကြီးတွေကရေတွေရှန်ကြနေခဲ့ပါတယ်လို့ဆိုရင်တမီးတယောက်အံ့ဩသွားလိမ့်မလားပဲဟုတ်တယ်တမီးရဲ့တချို့တချို့သောလူတွေရဲ့နှလုံးသားတွေကကြောက်စီပိုင်းကြီးတွေဟာရှန်ရှန်ပြီးကြနေလိုက်ကြတာဖြစ်ဖြစ်ဖြင့်ဘလို့မှမယုံကြည်နိုင်လောက်အောင်ပါပဲတမီးရဲ့အင်းလေဒီတော့ကတမီးကခန့်ငယ်ငယ်ပဲရှိသေးတာမို့ဖေဖေပြောတဲ့အဖြစ်အပျက်ကိုမှတ်မိခြင်းမတောင်မှတ်မိပါလိမ့်မယ်။ဒါပေမဲ့ဖေဖေရင်ထဲမှာတော့တသက်သာမမိစတဲ့မှာပဲ ပြန်စင်းစားမိလိုက်တိုင်းဖိဖိမျက်လုံးထဲမှာကြောက်စီဝိုင်းကြီးကရေတွေရှန်ကြလို့ဩရေတွေရေတွေဖိဖိတို့တွေနေကောလေးကလေးတစ်ခုရဲ့ရှေ့ကရက်ွက်ကလေးထဲမှာနေခဲ့စဉ်တုန်းကစီးကြနေခဲ့ကြတာလေအခန်းနှစ်ဒီတစ်ခါဖိဖိတို့တွေနေကောလေးကြောင်းလေးတစ်ခုရှိရာကိုပြောင်းဝင်ရတဲ့အချိန်တုန်းကကြောင်းဝင်ထဲမှာနေခွင့်မရခဲ့ဘူးသမီးရဲ့အထဲမှာအိတ်ခန်းတွေမလွတ်လို့ဆိုလားပြောလာတဲ့အတွက်အကြောင်းရှိတဲ့တဲကအင်္ဂလိပ်တစ်လုံးကိုပဲဖိဖိတို့ငှားနေခဲ့ကြရတယ် မျိုးစုံရက်ွက်ကလေးတဲ့ဖြစ်လူနေအိမ်ကြီးကလည်းခြံနဲ့ဝင်းနဲ့ကျဲပါထားတဲ့အတွက်နေရာထိုင်ရတာကိုယ်စိတ်နှလုံးလွတ်လပ်ချမ်းမြေစရာနေရာလေးပါပဲအခုရှိတာကဒီဆောက်ကာစားရက်ွက်ကလေးဖြစ်လို့ရေကိစ္စမှာအဆင်အပြေကြီးမဟုတ်လှတာပါပဲအိမ်တိုင်းအိမ်တိုင်းမှာရေမရှိလို့အနည်းဆုံးအဝီစီးတွင်ရှိရာအိမ်ကနေရေပိုက်တွေနဲ့တွေ့ပြီးရေယူကြရတယ်တလားကိုရေတွေ့ငွေ300ကျပ်တဲ့ဒီနေ့ကိုတိမ်အတွက်ဆယ်မိနစ်စီပဲမောင်းပေးတယ်ဒီနေ့မှာ30ကျပ်ပဲကြာလာမှုသုံးပြောပါလေသမီးရဲ့ ူဝီစီတွင်တဲ့ကရေကကိုတိုင်ရေတဲ့အရောက်လေဖေဖေတို့ကတော့မလန်းမကန်းမှာရှိတဲ့ဆရာဝန်တယောက်ရဲ့အိမ်ကပဲရေယူလိုက်တယ်ဖေဖေတို့ပန်ဝင်းကျင်မာကဒီဆရာဝန်ရဲ့အိမ်ကပဲအယူများကြတယ်လေရေကောင်းလို့တဲ့အခန်းတော့သမီးရေဖေဖေတို့ဘလို့မှမျောလင်းမထားတဲ့နေ့တနေ့ရဲ့ရေပေးချိန်မှာတော့ဘလို့မှထင်မှတ်ထားစရာမကောင်းတဲ့မြင်ကွင်းတစ်ခုကိုသမီးရောဖေဖေပါတွေးခဲ့ကြရတာပါပဲကွယ်ဒီတော့ကခန့်ငယ်ငယ်သာရှိသေးတဲ့သမီးကတော့အမှတ်တောင်မှအမှတ်မိပါတော့မလား ိမ်လေးကဖီဖီရဲ့သမီးရဲ့ပေါ့နှစ်ယောက်သားဖီဖီတို့ကရဲကခြံထဲကိုဝင်ပြေးခဲ့ကြတယ်လက်ထဲမှာကဖီဖီတို့ရဲ့ခြံတွဲဘူးသီးစိတ်ကြီးတွေကင်လို့ခြံချင်းကပ်နေပေမဲ့မီးထူခေါ်ပြောပြုံးပြနှုတ်ဆက်တာကလွဲလို့တစ်ခါမှဝင်ဟဲထွက်ဟဲရောဟဲဆွဲဟဲမနေလာဘူးတဲ့အတွက်ဝင်သာလာခဲ့ရတယ်ဖီဖီတို့မှာကမဝင်မရဲပါပဲဖီဖီတို့တွေခြံထဲရောက်သွားတော့အင်ရှင်မျိုးသမီးကလည်းခြံထဲမှာရှိချိန်မှုဘူးသီးစိတ်ပေးဖို့ရအစင်တဲ့ဒါနဲ့ဖီဖီတို့ကလည်း ပါလာတဲ့ဘူးသီးစိတ်တွေပေးပြီးအလာဘတာလာဘနည်းနည်းပါးပါးပြောကပြန်ကြမယ်လို့တော့ခြံနောက်မှာချထားတဲ့ကြောက်စီပိုင်းရှီယာကိုဖိဖိမျက်စိကရောက်သွားမိတယ်။အော်ဒီနေရာကလေးကရေချိုးအဝေးလျှော်လို့ရနေရာကလေးမို့ထင်ပါရဲ့။တစ်ပင်ရေကလေးနဲ့မြက်ပင်စိမ့်စိမ့်ကလေးတွေနဲ့ရေနဲ့မိုးနဲ့လန်းဆန်းကျင်တိုင်းလန်းဆန်းနေတဲ့နေရာကလေးကြောက်စီပိုင်းတစ်ခုကမြေမှာချလို့ဟိုတချံကျော်ဆရာဝန်အိမ်ကနေတွေ့ထားတဲ့ရေပိုက်တစ်ချောင်းကလည်းကြောက်စီပိုင်းထဲမှာမြုပ်ကရေတွေက ရှန်ကြလို့ ဒီတင်မှာပဲဖီဖီကမနေနိုင်မထိုင်နိုင်ရေတွေပြည့်ပြီးရှန်ကြနေပြီဆိုတာကိုပြောခဲ့မိပါသေးကောသမီးရဲ့အင်းလောကလောကဖီဖီတို့သမီးတို့ရဲ့လောကမြုံကြည်နိုင်လောက်အောင်အံ့ဩစရာကောင်းသောလောကပါလားသမီးရဲ့ဖီဖီစိတ်ထဲမှာထင်နေတာကကြောက်စီပိုင်းထဲမှာရေတွေရှန်ကြလွင်လို့ရေရှမ်းမမသိလို့ဒါရေပိတ်ခိုင်းမှုမိနေခဲ့တာလို့ထင်ခဲ့မိတာအခုတော့သူကတီတီကြီးနဲ့တမင်ထားတာလို့ဆိုပါလားဟုတ်တယ်ရှင့်အချိန်မပြည့်သေးလို့ထားထားတာပါတဲ့။အော် လောကလောကလူသားဖေဖေကအထက်ဆင့်ရည်ရွယ်မိလိုက်ခြင်းများနာပါပဲသမီးရဲ့သမီးရေဖေဖေတို့အဲ့ဒီနေ့ကမပြောင်းခင်လေးမှာရှန်ရှင်မျိုးသမီးဆက်ပြောနေတဲ့ဇာတ်ရီပေါ်မှာဖေဖေအကဲဖမ်းလို့ရတာကဆရာဝန်အင်ကရေးပေးချိန်10မိနစ်နဲ့တလောက်ကိုငွေ300မိသားစုများတဲ့အိမ်တွေအတွက်က10မိနစ်လုံးလုံးရေယူမှလုံလောက်ပေမဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ထဲအတွက်ကြတော့10မိနစ်စာမောင်းပေးတဲ့ရေဟာမလိုအပ်ရုံမကထည့်သူထားစရာနေရာမရှိ ဒီတော့7မိနစ်ပြည့်အောင်မြူပဲတနာကုံငွေ300ရာသူများနီးလူပေးရတယ်ဆိုတာသူတို့အတွက်နင့်နာမှုဒါကြောင့်ဦးရီခွက်ဒီကအစအကုန်ပြည့်ပြီးတစ်ပင်ပန်းမင်တွေအကုန်လောင်းပြီးဖြစ်ပေမဲ့7မိနစ်မပြည့်မချင်းကြောက်စီပိုင်းထဲမှာရေပိုက်ကိုနှိချထားလိုက်တယ်ရေတွေကတသွင်သွင်ရှန်ကြလို့7မိနစ်ပြည့်ချင်းပြည့်မပြည့်ချင်းနေကိုယ်အင်ကထဲစရာထဲမှာရေပြည့်ပြီဆိုတာနဲ့တစ်ဖက်ခြံစီကိုလှမ်းကမမရေရေပြည့်ပြီလို့ဆရာဝန်သမီးကိုအော်ပြောတတ်တဲ့သမီးကတော့ အင်းကြီးချင်းခြံဝင်းတွေကကြောက်စီပိုင်းတွေကနေလှမ်းကြည့်လို့ဟုတ်တယ်သမီးရဲ့ဖေဖေတို့ကဘာမကြီးပေါ်မှာကတချို့တချို့သောကြောက်စီပိုင်းကြီးတွေဟာရှန်ကြနေခဲ့ကြပါတယ်လေအခန်းလေးသမီးရေတခါကလည်းဟိုးနေနေတနေကကောလိပ်ကျောင်းလေးတစ်ခုကိုဖေဖေရောက်သွားခဲ့ဘူးသေးတယ်အဲ့ဒီတုန်းကလည်းကြောက်စီပိုင်းကြီးတွေရေရှန်နေတာနဲ့ဖေဖေဆုံခဲ့ဘူးသေးတာပေါ့အဲ့ဒီကောလိပ်ကလေးမှာကဆရာဆရာမတွေကိုအဝေးကပဲဖြစ်ဖြစ်နေကန်ကပဲဖြစ်ဖြစ် အိမ်ငန်းတွေပြီးတယ်လေအကုန်လုံးပဲပေါ့ဆရာတွေဆရာမတွေဟာကိုဝေစုခန်းကိုကူညီလိုက်ကြတာဒါပေမဲ့သမီးရဲ့ဝင်နေအားမျှနေတဲ့အချိန်တုန်းကမျိုးထဲမှာအိမ်ရှိပါလေနဲ့ကိုဝေစုခန်းကိုကူယူထားပြီးတော့ခတ်ထားတာဟာယုံမဆိုးလှပေမဲ့အဝေးကရောက်လာတဲ့ဆရာဆရာမအင်အားများလာတဲ့အခါကြောင်ထဲမှာနေရာမရှိလို့ဟိုပြီးငှားရဒီပြီးငှားရဖြစ်လာတဲ့အချိန်ထိနေရာမလိုတော့ကိုဝေစုခန်းကိုတော့ခတ်ထားတာဟာလဲ ကြောက်စီပန်းကြီးတွေရေရှမ်းကြနေတာပဲလို့ဖေဖေကတော့ခံစားမိတယ်။တခါတော့ကလည်းသမီးရဲ့တလာမလာစားတဲ့ကနေငွေ40ပဲဖြတ်တဲ့ဆိုတဲ့အစင်းမြင့်ဝန်ထမ်းအိမ်ခန်းကလေးတစ်ခုစီကိုဖေဖေရောက်သွားခဲ့ပူသေးတယ်။နေကင်းကြောင်တော်ကြီးမှာမိเจ้าတွေကထိန်ထိန်လေးလို့လူရင်းတွေမို့ထင်ပါရဲ့။အရှင်မလို့သူကဖေဖေကိုအဒီလိုလိုနောက်တလိုလိုနဲ့ပြောလာပြန်တာကကြည်ပါအောင်ဆရာကြီးမိเจ้าနေဖွင့်ထားလို့အံ့ဩမနေနဲ့ ီမှာကမဖွင့်လဲ40ဖွင့်လဲ40မထူးဘူးတဲ့။ဩကြောက်စီပိုင်းကြီးတို့ရေရှမ်းရေးကြနေကုန်ပြီလေ။နောက်တစ်ခါဖေဖေ送ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကတော့နဖေးဆိုင်ကလေးတဲကအဖြစ်အပျက်တစ်ခုပါ။အဲ့ဒီနေ့ကဖေဖေတို့မိတ်ဆွေတစုကိုလူတစ်ယောက်ကနဖေးရေးတိုက်ပါတယ်။မုံလဲကြိုက်တာစားပေါ့။ထုံးစံတိုင်းပေါ်သမီးရဲ့ပြောကြဆိုကြရေကြမောကြစားကြတောက်ကြ။ဒါနဲ့ခဏကြာတော့ဖေဖေတို့ကိုပြုစုသူ ပြည်သူသူကနိုင်ငံခြား secret ကိုထုတ်တိုက်ပါတယ်။သူက secret ကိုဂိုင်ထားပြီးလှည့်ဝေးတာဆိုတော့တောက်တက်တဲ့လူလည်းတလိစီလှမ်းယူပြီးယူထားလိုက်ရုံပါပဲ။အဲ့ဒီမှာသမီးရေထူးဆန်းတာတခုတော့ဘယ်တော့မှဆက်လိမ့်မတောက်တဲ့ဖိဖိမိတ်ဆွေတယောက်ကလည်း secret တွေကိုလှမ်းယူထားလိုက်ကမိညစ်ဖွာရှိုက်နေတော့တာပဲ။သူကကြည်ရတာသူများတွေတလိမ့်တောက်ရင် သူလည်းတလိမ့်တောက်လိုက်တယ်ဆိုတော့ဝေစုစိတ်တဲ့ပွားများနေတဲ့ပုံပါပဲအင်းလေအဲ့ဒါဟာလဲကြောက်စီပိုင်းကြီးတွေရှံကြနေပုံတစ်မျိုးပါပဲလား အခန်းကသမီးရေဖေဖေတို့ကဘာမီပေါ်မှာတော့မတောက်တက်ဖဲနဲ့မှုန့်ထုံလိုက်တဲ့စလိတ်မီးခိုးတွေတငွေ့ငွေ့တက်လို့မမောင်မဲနဲ့ထွန်းထားတဲ့မီးချောင်းတွေထိမ့်ထိမ့်လင်းလို့မနေပဲနဲ့ယူထားတဲ့ခန်းတွေမှာတော်တန်းလန်းချိန်လို့ပိုက်တန်းလန်းထည့်ထားတဲ့ကြောက်စီပိုင်းကြီးတွေမှာလည်းရေတွေကတစိမ့်စိမ့်နဲ့စီးကြလို့ပါပဲသမီးရေရေနန်းတင်မဂဇင်းဒီဇင်ဘာ1998ဟုတ်ကဲ့ပါရှင်နောက်တစ်ပုတ်အနေနဲ့ လောကကိုစောင့်ရှောက်သည့်အကြည်များဆိုတာလေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါလေရှင်။လောကကိုစောင့်ရှောက်သည့်အကြည်များအခန်းတ၊တမီးရီ၊ဟူတော်လောက်တုံးစီကဖေဖေရန်ကုန်ကိုတစ်ခေါက်ရောက်သွားခဲ့ပြန်တော့ရန်ကုန်မြို့ရဲ့အာရောဂျန်တို့တင်စားခေါ်ကြတဲ့ရှီပုံသာလမ်းမကြီးကိုအောက်ကနေထက်ကူလှမ်းပြီးဆန်လျှောက်သွားပြီးခဲ့သေးတယ်။ဒီလမ်းထဲမှာကဖေဖေခင်မင်ရတဲ့အစီပဲဆိုင်ရာပညာရှင်တစ်ပိုင်း၊စာပေအမှုပညာရှင်တစ်ပိုင်းမိတ်ဆွေတွေတော်တော်များများရှိတယ်လေ။ ဒါကြောင့်ရန်ကုန်ကိုပြန်ရောက်ရင်ဖီဖီကဒီလမ်းထဲကိုအမြဲဝင်နေကြပေါ့အဲ့ဒီခေါက်ကလည်းရန်ကုန်ကိုရောက်တော့ရောက်ခိုက်ရွှေပုံသာလမ်းထဲကိုဝင်သွားတော့မျက်စိအထူးထူးစီကံကလေးတစ်ခုရှိကနေဖီဖီဖြတ်သွားရတယ်အရင်ကလည်းဒီစီကံကလေးရှိကနေဖြတ်ဖြတ်သွားပြီးခဲ့ပေမဲ့ဒီတစ်ခါကျတော့ဘာဖြစ်တယ်မသိဖီဖီမိတ်ဆွေတယောက်ကိုသွားတရိယာမိလိုက်တယ်လေဖီဖီမိတ်ဆွေက မြေဝါကျုံပေါ်ပဲမြူကလေးတစ်မျိုးကပါတခါမှာတော့ဖီဖီလည်းရန်ကုန်ကိုခဏပြန်ရောက်နေတဲ့ရက်တွေထဲမှာသူကလည်းရန်ကုန်ကိုရောက်နေတဲ့ခိုင်မှုအဆုံးပြေကြတယ် သူကသူစနီးရဲ့မျက်လုံးတစ်ဖက်မှာတိမ်လူလူတွေ့တာကြောင့်မျက်စိအထူးကူးနဲ့ပြဖို့ရန်ကုန်ကိုတက်လာတာပါ။အဲ့ဒီခေါက်ကသူရဲ့ဖဖေရဲ့ရန်ကုန်မှာတွေ့တုံးတွေ့ခိုက်တွဲပြေးလိုက်ကြတာ။သူစနီးတဲ့ကိုသွားပြရတဲ့ရွှေဘုံနာလန်းတဲ့ကမျက်စိအထူးကူးစီကန်းတဲ့အထီအောင်ပါပဲ။သမီးရေအခုတစ်ခေါက်ဖဖေရန်ကုန်ကိုရောက်ပြီးရွှေဘုံသားကိုဖြတ်တော့အဲ့ဒီစီကန်းကလေးရှိကနေဖြတ်သွားရတဲ့အခါဖဖေပြောတဲ့မိတ်ဆွေကိုအမှတ်မထင်သွားတရီရလိုက်မိတာပါ။ဟုတ်ပါတယ်လေ။ ေဖေမိတ်ဆွေကိုသာမကဆက်ဆုံရွှာပွဲရလူတရပြီးတော့မိဝဝင်းတောင်းနေသော မျက်လုံးများအလုံးအလုံးကိုဖေဖေသွားပြီးတော့အမှတ်ရမိလိုက်တာပါဟုတ်တယ်ရှင်ပုံသာလဲနဲ့မျက်စိထူးထူးစေကန်းစေကန်းကလေးတွေကမိဝဝင်းတောင်းနေသော မျက်လုံးများအကြောင်းကို သမီးကိုပြောပြထိုက်တယ်လို့ဖေဖေရွေးချယ်လိုက်မိတယ်အခန်းနှစ်သမီးရေပြောပြရမယ်ဆိုရင်ဖြင့်ဖေဖေမိတ်ဆွေကိုတနွေငင်းပြီးဖေဖေပါ တစင်ပါခဲ့ရတဲ့အဲ့ဒီမျက်စိထူးစီကံကလေးကတကယ်ကိုအောင်မြင်နေတဲ့စီကံကလေးတခုပါဆရာဝန်ကြီးကသူ့ပညာရဲ့နန္ဒမိတ်ထဲမှာတတရရဲ့နဲ့ကျွမ်းကျင်လှတဲ့ပြင်သဘောရောမနှောပါပင်ကိုကောင်းတဲ့သူမှုထင်ပါရဲ့သူ့စီကံကလေးထဲမှာကလူတွေမစဲစရမ်းပါပဲအဲ့ဒီညနေကတော့ကာယကံရှင်ဖိဖိမိတ်ဆွေဇနီးမောင်နှံရဲ့ဖိဖိရဲ့ဟာတခြားမျက်စိဝေဒနာရှင်တွေနဲ့သူစီကံကလေးထဲကိုစောရောက်နေခဲ့ကြပြီးစကားပြောသူကပြောစောင်းတွေဟူလန်ဒီလန်လှန်နေသူကလည်း ိုတွင်းနဲ့ကိုငင်းနေသူကငင်းနဲ့ကိုအစီစဉ်နဲ့ကိုကျူယူထားတဲ့တုံငင်ကလေးတွေကိုစီကန်ပြီးဆရာဝန်ကြီးလာကိုစောင့်မျှော်နေခဲ့ကြတယ်။သမီးရဲ့စီကန်ကလေးထဲမှာဖြစ်လူနာတွေကအမျိုးမျိုးဆိုမှတကယ်ကိုအမျိုးမျိုးပါပဲ။တယောက်ကဟိုးညာကရွာလေးဒီမှာကချက်ရက်တွေတရားလွန်တောက်ပြီးမျိုးလုံးတွေယုံတိရဲ့မှောင်ကျသွားလို့တဲ့။ဝိုးတော်သားမြင်ရတော့တယ်ဆိုလား။ညီဝကျုံမော်ရွာကြီးဒီွာကတယောက်ကြတော့မျက်လုံးတစ်ဖက်အမြင်လွားကွာကြသွားလို့ဆိုလား အေယာကထားထားချင်းမျိုးလုံးတစ်ဖက်ဘာမှမမြင်ရတော့တာတဲ့နောက်တစ်ယောက်ကျတော့ဆယ်နှစ်ဝန်းကျင်တော့ကကလေးလေးဖေးကြီးကဓာတောင်းလာဖေးကနောက်ပြန်လှမ်းပေးလိုက်လို့မျိုးလုံးကိုဓာနဲ့ထုံးမိသွားတာတဲ့အတွင်းနေသမားတွေအပြင်နေသမားတွေရည်တိမ်ဖြစ်နေသူတွေမြေသားချင်းမဲ့သူတွေစုံနေတာပါပဲတော့ကမျိုးကမြမပြီအနှံ့လေအဲ့ဒီနေ့ကတော်တော်ကလေးနောက်ကျမှဆရာဝန်ကြီးကရောက်လာပါတယ်သမီးရဲ့ စီကံထဲမှာလေးလံထိုင်းမှန်းစွာထိုင်နေကြတဲ့စိတ်သက်ခြေကုန်နေပန်းကြနေတဲ့လူနာတွေကိုအားနာလို့ထင်ပါရဲ့။ရောက်ရောက်ချင်းဆက်သက်ဖို့စလာပါပဲ။စီရီမဆီယာမလေးကလည်းသူ့စပွဲကနေတုံငင်နံပါတ်တွေကိုအစင်လိုက်ခေါ်လို့သမီးရေအဲ့ဒီတုန်းမှပဲစီကံရှိကိုကားတစီးထိုးဆိုင်လာပါတယ်။ကားပေါ်ကအသားနီဆက်ဆက်နဲ့လူခက်လက်လက်တယောက်ဆင်းလာတယ်။ပတ်စံအိတ်ကိုခါမထိုးလို့ယောက်ျားတံမဲ့ရွှေတွေတုံးလိုက်တက်လိုက်ဝစ်လို့သူက ဈေးမာလေးရှိရာကိုတန်းသွားပြီးခတ်တင်းနေမှာပဲရှယ်ရမလားတဲ့ရုပ်တရက်ဆိုတော့ဈေးမာလေးရောဖေဖေတို့တွေရောဘလို့နားလည်ရမယ်ဆိုတာကိုမတိတတ်နိုင်စွာနဲ့သူ့ကိုကြောင်ပြီးတော့ကြည်နေမိကြတယ်သူကတော့ဟန်မပြက်ပါပဲမျက်စိပြကျင်လို့တဲ့ကားပေါ်မှာပါတယ်တဲ့တုံးကင်မယူထားဘူးတဲ့ချက်ချင်းတန်းဝင်ပြမယ်ဆိုရင်ရှယ်ဘလောက်ယူတယ်လဲတဲ့အော်အံ့ဖွယ်လူသားပါလားဈေးမာလေးခမရသူ့ကိုမတက်မသားကြည့်ရင်ခေါင်းကိုခါရမ်းနေလိုက်တာ ဖေလေးရုပ်ရည်ရဲ့မျက်လုံးလေးမီးဝင်းဝင်းတောက်သွားပြီးသူ့ကိုစိုက်ကြည့်နေလိုက်မိတယ်။သူကတော့ခုံတလုံးမှာဝင်ထိုင်ချလိုက်ရင်ကဒီစည်းကမ်းမှာပြသည်မပြသည်စဉ်းစားနေရင်ကဖေဖေရှိရာကိုမျက်လုံးရောက်လာရဲ့သူ့မျက်လုံးကိုထက်ချက်မကွာစိုက်ကြည့်နေမိတဲ့ဖေဖေမျက်လုံးထဲမှာကမီးဝင်းဝင်းတောက်နေသေးပဲတောက်နေသေးပဲ။သမီးရေသူကစည်းကမ်းတစ်ခုလုံးကိုဝေ့ပြီးအကဲခတ်လိုက်သေးတယ်သမီးရဲ့။စည်းကမ်းထဲကလူတွေကလည်းလေနှုတ်ခမ်းတွေအားလုံးကပကတိတိတ်ဆိတ်သွားကြပြီမဲ့ ညလုံးတွေအားလုံးကသူ့စီကိုစူးကနေသွားဆိုင်နေကြတာဒါဘလူလူလဲဒါဘလူလူလဲဆိုတဲ့အတန်တွေနဲ့တိတ်ဆိတ်စွာ ကြွကြွညံလို့ရူရှာချင်းဆက်ဆုပ်ချင်းမုံဒီချင်းအထင်သေးချင်းစားတဲ့ညလုံးတွေကြားမှာသူ့မျက်နှာကိုလွှဲထားစရာနေရာလို့မရှိတော့ဘူးဒါနဲ့ပဲနောက်ဆုံးတော့ထိုင်ကုန်ကနေဆွေကနေထားကစီကံလေးကနေထွက်သွားတော့လေရဲ့ရွှေပုံသာလန်းကစီကံကလေးတစ်ခုထဲမှာလေအခန်းတော့သမီးရေ ဖေဖေတို့သမီးတို့တွေရဲ့ကဘာမီပေါ်မှာဖြင့်တချို့တချို့သောလူတွေရဲ့ကလူလို့သာတစိမ့်တက်ထားကတ်ထားမိခဲ့ကြပေမဲ့စိတ်ဓာတ်တွေကတော့တော်ရိုင်းတရိษံဆန်နေကြစေပါဘူးကြဆူမှုခြင်းနဲ့စိတ်ထားတွေသူတစ်ပါးရဲ့အခွင့်အရေးကိုမနှေးစားခြင်းနဲ့လိပ်ပြာတွေကိုယ်စလုံးကြီးတင်းကားနေဖို့ကိုအားထုတ်ခြင်းတို့ဝိညာဉ်တွေကြောင့်သူတို့နဲ့ဆက်ဆက်နေတဲ့ပတ်ဝန်းကျင်မှာညှဉ်းနှွမ်းနေလိုက်ရတာတမိတရီထားမိပါပါ ဖေဖေတို့ဟိုးညာမာတို့ကမိသီလာကန်ကြီးဘေးကအကျော်ဆိုင်ကလေးလေအကျော်ကစုံနေစုံကောင်းနေကောင်းဆိုတော့ညနေတိုင်းလူလူအကျော်တွေကိုမိဖို့ဝတင်ပြီးဆိုတာနဲ့လူတွေကအုံခဲလာပါလေရောဖေဖေရဲ့သမီးရဲ့အဲ့ဒီအကျော်ဆိုင်ကလေးမှာသွားသွားဝင်နေကြတနေ့တော့ဖေဖေတို့အကျော်သွားဝင်နေတော့မိမတယောက်ရောက်ချလာပါလေရောပြီးတော့ပိုင်စုပိုင်လေးနဲ့ဘုရားကျော်ရဲ့အာလူကျော်ရဲ့မြင်းခွာရဲ့ကျော်ရဲ့တရားဘူးလောက်ထဲ့ပါဟဲ့ငါ့ကိုအရင်လှုပ်လိုက်စမ်းပါတဲ့ ပေါ်ပေါ်ဆူနေတဲ့စီဝကြီးတွေကအကျော်ပေါင်းစုံကိုစီစစ်စကားနဲ့ဆဲချနေတဲ့အကျော်တဲ့အမကြီးခမအစောကြီးကလေးကလာဆောင်နေတဲ့တခြားဈေးဝယ်သူတွေကိုအာနာဟန်နဲ့တက်ပြင်းကိုခိုးချလို့အကျော်ဝယ်ဖို့စောင့်နေတဲ့လူတွေအလုံးကလည်းအဲ့ဒီမိန်းမကိုတစ်ချက်မျှသာလှမ်းကြည့်ပြီးမျက်နှာလွှဲသွားကြတာစိတ်မသက်မသာနဲ့တက်ပြင်းကိုစီချလို့တမီးမှတ်မိအောင်မလားပဲဖေဖေတို့မန္တလေးကိုသွားဖို့အတွက်ရထားလက်မှတ်လုပ်တော့ကလည်း ယထာကပုဂ္ဂတိကယထာဆိုတော့လက်မှတ်ကတိတ်ပြီးခဲရခဲစင်လို့ဇာမလို့ပဲတန်းဝင်လို့ရတဲ့ယထာပေါ့အိမ်ကြီးကတော့လက်မှတ်ပေါ့ဝါမှာလူလေး90ယောက်လောက်လက်မှတ်ဝယ်ဖို့အလှည့်ဆောင်နေကြလို့ဖေဖေတို့လည်းသူတို့ပြီးရင်ဝယ်ဖို့နောက်မှာဝင်ရနေလိုက်ခဲ့တယ်အဲ့ဒီတုန်းမှာပဲလူတယောက်ယောက်လာကလက်မှတ်ရောင်းတဲ့အပေါ့ဝါတွေကိုလက်အတင်းထိုးထည့်ပြီးနှစ်ဆောင်ဆူလာဝယ်လျက်လူတွေကဖြင့်နှာခေါင်းကလေးတွေခိုးရှုံရှုံခေါင်းကလေးတွေခါရမ်းယုံမျှတာပါပဲသမီးရဲ့ ဖေဖေတို့တွေဟာမတရားမှုတွေကိုဘာကြောင့်များကိုယ်နဲ့မဆိုင်သလိုမျက်နှာလွဲပြစ်ချင်နေကြတာလဲဘာကြောင့်ပြင်းပြင်းထန်ထန်မဆန့်ကျင်ကြတာလဲဘာကြောင့်ရေးရဲဆက်ဆက်မရှုတ်ချကျင်ကြတာလဲဖေဖေတို့ရဲ့လူအဖွဲ့စည်းကောင်းမြတ်ဖို့ဆိုတာဖေဖေတို့အားလုံးနဲ့ဆိုင်တဲ့ကိစ္စလေမြန်မာနိုင်ငံမောင်မကစင်ဇန်နဝါရီ1998နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်